အခုချိန်မှာဗီဒီယိုမတင်သင့်တာသိပေမဲ့ငယ်လေးကြောင့်အခက်အခဲဖြစ်နေတဲ့ဒေတာကသူတွေအတွက်အဓိကရည်ရွယ်ပြီးတော့ဘိုင်းနဲ့ charity နဲ့ စီစီကထောက်ပံ့ပေးတဲ့ airdrop ကိုရရှိချင်တာကြောင့်တင်ပြရခြင်းဖြစ်ပါတယ်။ငယ်လျေစားဖြစ်တဲ့နေ့မှာစီစီကသူ့ရဲ့ X account ကနေမြန်မာနဲ့ထိုင်းကို ကိုပိုင်ငွေထဲက900 BBC ကူညီပေးမယ်လို့ပြောခဲ့ပါတယ်။ဒေါ်လာဆိုရင်3သိန်းလောက်ရှိပါတယ်။ဒါပေမဲ့အခုက Binance Charity ကလည်းထပ်ပေါင်းပြီးတော့ပါဝင်လာတာကြောင့်1.5သန်းဖြစ်သွားတယ်ဆိုတော့မူလကထက်ပိုပြီးများသွားတာပါ။ဘလို့ပဲဖြစ်ဖြစ်အခက်အခဲဖြစ်နေတဲ့အချိန်မှာအခုလိုကူညီပေးတဲ့အတွက်ကျွန်တော်တို့အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်။အဲ့ဒီငွေကမြန် ြန်မာနဲ့ထိုင်းနှနိုင်ငံကိုခွဲပေးမှာဖြစ်ပြီးတော့မြန်မာကပိုများများရပါတယ်။2025မတ်လ31ရက်နေ့မတိုင်ခင် KYC နဲ့အောက်ထားမယ်။ Proof of Address လို့ခေါ်တဲ့နေရန်လိပ်စာအတည်ပြုတာကိုလည်းငလျင်တဲ့အတိကခံခဲ့ရတဲ့နေရန်လိပ်စာနဲ့တင်ထားခဲ့မယ်ဆိုရင် ဒေါ်လာ90စီ BNB တုတ်ကင်ဖောင်ချာတွေရရှိမှာဖြစ်ပါတယ်။ပြီးတော့လက်ရှိမှာ KYC နဲ့အောက်ထားပြီးတော့မှ POA မရှိဘဲနဲ့အကောင့်ကိုအသုံးပြုနေတဲ့သူတွေအတွက်က9ဒေါ်လာစီ BNB တုတ်ကင်ဖောင်ချာတွေရမှာပါတဲ့။ ထိုင်းအတွက်ကပုံမှန်အသုံးပြုနေတဲ့သူတွေကို9ဒေါ်လာစီနဲ့ငလျင်တန်းအဓိကခံခဲ့ရတဲ့နေရာကသူတွေကိုတော့10ဒေါ်လာစီ BAB Tokyo voucher တွေရမယ်လို့ကြေညာထားပါတယ်။ Binance Pay ကအဲ့ဒါကိုကြေညာတဲ့အခြေကမတ်လ31ရက်နေ့ညနေပိုင်းကဆိုတော့အခုမှအကောက်ဖွင့်မဲ့သူတွေအတွက်ကတော့မမီတော့ဘူးပေါ့နော်။ token voucher တွေကို April 14ရက်နေ့မှာရမယ်လို့သိရပါတယ်။အဲ့ဒါကို reward hub ထဲမှာဝင်စင်ကြည့်လို့ရပါတယ်။ BNB တွေရပြီဆိုရင် USDT ပဲဖြစ်ဖြစ် USDC ပဲဖြစ်ဖြစ်တခုခုပြောင်းပြောင်းဖို့တော့လိုပါတယ်။ပြီးတော့မှ P2P ကနေမြန်မာငွေပြောင်းပြောင်းလို့ရပါတယ်။ဒီအချိန်လူလိမ်တွေလည်းခိုးဖို့အစိမ့်သေးဆောင်နေတာကြောင့်သတိထားဖို့တော့လိုအပ်ပါတယ်။ပြီးတော့ ကိုကဘေးကင်းနဲ့အဆင်ပြေတယ်ဆိုရင်ကိုရထားတဲ့ထဲကတစိတ်တစ်ပိုင်းပဲဖြစ်ဖြစ်ဘလောက်ပဲဖြစ်ဖြစ်ပေါ့နော်လိုအပ်တဲ့နေရာတွေစီပြန်လူပေးပါလို့အခုကြီးလေးတော့တောင်းချင်ပါတယ်ဘိုင်းနဲ့ချာရိုက်တီကအရင်ကလည်း Spain, Turkey, Argentina, Libya, Vienna စတဲ့နိုင်ငံတွေမှာပရဟိတအကူအညီတွေအများကြီးလုပ်ခဲ့တယ်လို့သိရပါဗါတယ်။အခုတော့မြန်မာနဲ့ထိုင်းကိုကူညီတာပါ ီဗီဒီယိုကဒီလောက်ပါပဲခင်ဗျာညီကိုတို့အနေနဲ့အခက်အခဲတွေဆိုတရားရှိတယ်ဆိုရင်ကျွန်တော်တို့ကိုဆက်သွယ်ပြီးတော့အကူအညီတောင်းလို့ရသလိုနားလည်တက်ကြွတဲ့သူတွေကိုလည်းအကူအညီတောင်းလို့ရပါတယ်ညီကိုတို့အားလုံးဘေးကင်းပါစေလို့ဆုတောင်းပေးပါရခင်ဗျာ